စစ်ပွဲတွေကြားမှာရန်သူတွေဖြစ်ကနေမိတ်ဆွေတွေဖြစ်သွားခဲ့ကြတဲ့လူတွေရဒီနေ့မှာတော့2017ခုနှစ်ကထွက်ရှိခဲ့တဲ့အမိုင်ဝေးဆိုတဲ့ဒုတိယကမ္ဘာစစ်အခြေခံကိုရီးယားစကားလေးတကားကို recap လုပ်ပေးသွားမှာဖြစ်ပါတယ်။ဇလန်လေးရဲ့အစမှာတော့ကင်ဂျိုရှစ်တယောက်အိုလံပစ်ပြိုင်ပွဲမှာတခြားပြည်သမားတွေကိုကြော်တက်နေတဲ့ဇာဝင်ခန်းနဲ့စတင်ထားပါတယ်။တကယ်ဇလန်လေးရဲ့အစမှာတော့တက္ဆီအိုရိုမီတာစုကိုရီးယားနိုင်ငံအကြောင်းဆုံးကိုရောက်ရှိလာတာနဲ့စတင်ခဲ့တာဖြစ်ပါတယ်။ ဒါဇူအိုရိုကကားနဲ့သွားနေတော့ဇူအိုကသူမိသားစုစီကိုပြေးလာနေတဲ့ကိုရီးယားလူမျိုးကင်ဂျိုရှင်နဲ့တွေ့ဆုံခဲ့တာပါဒါဇူအိုနဲ့ကင်ဂျိုရှင်တို့ရဲ့မိသားစုဝင်တွေချင်းချင်းမိတ်ဆက်ပြီးကြတဲ့အချိန်မှာတော့မနာကြီးတဲ့ဒါဇူအိုကသူကတိုဂျိုမှာအပြေးအမြန်ဆုံးဆိုပြီးတော့ကြွားလုံးထုတ်ခဲ့ပါတယ်အဲ့လိုပြောလိုက်တော့ကင်ဂျိုရှင်ကလည်းအခုမှရောက်လာတဲ့ဒါဇူအိုကိုစိန်ခေါ်လိုက်ပါတော့တယ်သူတို့ပြင်းနေတော့မှပဲဇလန်းလေးကလည်းပြေးပြိုင်ပွဲဝင်နေတဲ့ဇက်ဝင်ကန်းစီကိုပြောင်းသွားခဲ့ပါတယ် အခုတော့သူတို့နှစ်ယောက်ကသူတို့ရဲ့နိုင်ငံကိုအသီးအသီးကိုစားပြုရှင်ပြိုင်နေကြတဲ့ပြိုင်ဘက်တွေဖြစ်နေကြပါပြီ။ဒါမဲ့တက်ဆူအိုကဂင်ယွန်ရှိတဲ့အနေငယ်ပို့ပြီးတော့တာနေခဲ့တာပါ။တက်ဆူအိုရဲ့နိုင်ရမှုကိုအောင်ပွဲခံပြီးဂုံပြူပွဲတစ်ခုဆင်နွှဲနေတုန်းမှာဂင်ယွန်ရှိရဲ့ဖခင်ကတက်ဆူအိုရဲ့ဖိုးစီလက်ဆောင်တစ်ခုပေးလိုက်ပါတယ်။ဒါမဲ့အဲ့လက်ဆောင်ပုံးထဲမှာတော့ဂင်ရဲ့ဖေမသိလိုက်ပဲနဲ့ဘုံတလုံးရှိနေခဲ့တာကြောင့်တက်ဆူအိုရဲ့ဖုံတည်ဆုံးသွားခဲ့ရပါတယ်။ဒီဖြစ်ဖြစ်ကြောင့်ပဲတက်ဆူအိုကလည်းသူ့ဖိုးကိုတတ်တာကဂင်ယွန်ရှိရဲ့အဖေပဲလို့ဆွဆဲပါရော ဲလိုကနေပဲတက်ဆူနဲ့ကင်ဂျွန်ရှစ်တို့ရဲ့ဆက်ဆံရေးကစူးစူးဝါးဝါးဖြစ်သွားခဲ့ပါတော့လေအဲဒီနောက်ပိုင်းမှာတော့ကင်ဂျွန်ရှစ်ရဲ့သူ့ရဲ့ညီမလေးနဲ့နှိမ့်ဆက်ခံထားရတဲ့သူ့ဖခင်တို့ကတက်ဆူအိုရဲ့အိမ်ကနေမောင်းထုတ်ခံခဲ့ရပြီးတော့တက်ဆူအိုကလည်းကင်ဂျွန်ရှစ်ကိုဘယ်တော့မှပြန်မလာဘူးပြောလိုက်ပါလေအဲနောက်မှာတော့ကင်တို့မိသားစုကမကြသေးခင်ကရွှေတိစဲစုရရှိခဲ့တဲ့ကိုရီးယားလူမျိုးတယောက်ကြောင့်ကိုပြူစာဆောင်ကိုတွေ့ခဲ့ပြီးတော့ကင်ရဲ့စိတ်ထဲမှာလည်းအတည်သွားခဲ့ပါတယ်ဒီလိုနဲ့1938ခုနှစ်ကိုရောက်ရှိလာပြီးကင်ညွန်ရှစ်ကလည်းအခုချိန်မှာတော့လန်ချာသမားအဖြစ်လှုပ်လှုပ်နေခဲ့ပါတယ် တူပေါက်တဲ့ကမီးနဲ့30အတွင်းနေရာတစ်ခုကိုရောက်ပြေးနိုင်ရင်စီးကနှဆပေးမယ်ဆိုပြီးတော့အစင်ခေါ်လိုက်ပါတယ်။တချိန်တည်းမှာပဲတက်ဆူအိုကဂျပန်အတွက်စံချိန်တဲ့တစ်ခုကိုသူကိုယ်တိုင်ချိုးပြမယ်လို့ကြေညာရင်းနဲ့ကိုရီးယားလူမျိုးတွေကိုမာရသွန်ပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ခွင့်မပြုတော့ဘူးလို့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ဒါပေမဲ့ခဏနေတော့ကင်ညိုရှင်းနဲ့သူ့ရဲ့ဖောက်တယ်လို့ကသတင်းစာရှင်းလင်းပွဲနေရာကိုရောက်ရှိလာကြပြီးဖောက်တယ်ကကင်ကိုသူကတော်တော်လေးအပြေးမြန်တာပဲလို့ပြောခဲ့ပါတယ်။ဒီဖောက်တယ်ကလည်းတကယ်တော့ကိုရီးယားရွှေစည်းစုချင်းစွန်ကီချုံပဲဖြစ်ပါတယ်။ ဒီနောက်မှာတော့ဆွန်ကီချုံကတဆူရှိတဲ့နေရာကိုသွားနေပြီးအတွင်းထဲကိုတယောက်တည်းဥတီသွားခဲ့ပါတယ်။တရင်းသာရှင်းလင်းပွဲမှာတော့ကိုရီးယားလူမျိုးတွေကိုမာရသွန်ပြေးပြိုင်ဆိုင်ခွင့်ပိတ်ပင်တဲ့ကြေညာချက်ကမတရားဘူးလို့ဆွန်ကပြောလိုက်ပါတယ်။အဲ့အပြင်ပြိုင်ပွဲတွေမှာတဆူဟုတ်ကိုသာမြင်ရပြီးတော့ကင်လိုမျိုးလူတွေကိုမမြင်ရဘူးဆိုရင်ပြင်းစရာကောင်းမှာပဲလို့ထပ်ပြီးပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲကင်ညိုရှစ်ကိုတော့သူတငယ်ချင်းလီကတရင်းသာရှင်းလင်းပွဲစီကိုဆွဲခေါ်လာပြီးတော့သူရဲ့ဖောက်တဲ့ဟာလဲတကယ်ပဲနိုင်ပြီးချင်းဆွန်ကီချုံဖြစ်ကြောင်းကိုပြဖို့လုပ်လိုက်ပါတယ်။ ဒါမဲ့လူတွေကကင်းကိုချက်ချင်းမမိသွားပြီးတော့ကင်းကဆွန်တဲ့တက်ဆူကိုရှိတဲ့နေရာကိုတွန်းပို့ခံလိုက်ရပါတယ်။အဲဒီမှာရှိနေတဲ့လူတွေကကင်းကိုမေးကြတဲ့အခါမှာတော့ကင်းကလည်းသူလည်းပြန်ပွဲဝင်ခွင့်ရရင်ကျေးဇူးတင်မိမှာပါလို့ပြောခင်မိခဲ့ပါတယ်။ဒီနောက်မှာတော့တက်ဆူရဲ့ဖခင်ကသူ့ကိုဘာလဲမှာပညာသင်ကြားဖို့ပြောခဲ့ပေမဲ့တက်ဆူကအားကစားကသူ့ရဲ့ပညာရေးထက်ပိုရေးကြီးတယ်လို့ပြောရင်းနဲ့ညင်းခဲ့ပါတယ်။သူ့ဘေကသူ့ကိုဆရာဝန်မှလှုပ်ဖို့ဆူလိုက်ပါတယ်။ဒါမဲ့လည်းကောင်းပါတဲ့တက်ဆူကတော့သူ့ရဲ့အဖိုးအတွက်ဒီမှာပဲနေမယ်လို့ပဲပြောနေခဲ့ပါတယ်။ အဲဒီအချိန်မှာဂင်ညိုရှိရဲ့ညီမလေးဘွန်စုကဂင်ကိုအပြေးပြန်ပွဲအတွက်အရွေးခံတင်တယ်လို့ပြောနေခဲ့ပါတယ်။ဂင်ရဲ့တကယ်ချင်းဒီကြောင်တဲကတော့ဘွန်စုကိုသဘောကျနေပြီးတော့ဘွန်စုကအာရှတခွင်မှာအလားဆုံးမျိုးသမီးလေးပါပဲဆိုပြီးပြောရင်းနဲ့စညာလေးတစ်ခုပေးခဲ့ပါတယ်။အိမ်ပြန်ဘက်မှာတော့ထင်းတွေကိုစီနေုံကင်းစီကိုစုံကားရောက်လာပါတယ်။စုံကားကင်းကိုအိုလံပစ်အတွက်လူရေးပြိုင်ပွဲဝင်ခွင့်လျှောက်လာပုံစံတစ်ခုကိုပေးခဲ့ရပါ။ဒါကိုသိတော့လီကဂင်ရဲ့ဘေးကိုကြောပေါ်ပြီး အင်ဂျင်နီယာတွေကိုလည်းကိုရီးယားရဲ့အကောင်းဆုံးမာရသွန်ပြည်သမားရှင်ပြိုင်တော့မယ်လို့ပြောကအောင်ပွဲခံနေခဲ့ပါတယ်။ဒီလိုနဲ့ပဲပြိုင်ပွဲကစတင်ခဲ့ပါတယ်။ဂျပန်ပြည်သမားတယောက်ကကင်ကိုတိုက်မိမလို့ဖြစ်ခဲ့ပေမဲ့လည်းကင်ကရှောင်တိတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကင်ကမာရသွန်ပြိုင်ပွဲကိုအနိုင်ရခဲ့ပြီးတော့ကိုရီးယားလူမျိုးတွေအတွက်အောင်ပွဲခံစရာဖြစ်သွားစေခဲ့ပါတယ်။ဒါမဲ့ကြင်ညာသူကတော့ကင်ညစ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချင်းနဲ့အရေးချင်းမပြည့်မီဘူးလို့ပြောပြီးတော့တက်စုကိုအနိုင်ရသူဖြစ်ကြေညာလိုက်ပါတယ်။ဒါကြောင့်မေကင်ကအတိုင်းတွေစီကိုသွားပြီးတော့သူ့စိတ်ထဲမှာရှိသမျှကိုပြောပြလိုက်ပါတယ်။ အဲ့လိုနဲ့ပဲกินတဲ့လီတို့ကိုဂျပန်ရဲတွေကဝိုင်းဖမ်းပြီးတော့ရိုင်းတဲ့ကြရင်ကနေကိုရီးယားလူမျိုးတွေကလည်းအုံကြွပြီးတော့နောက်ဆုံးမှာတော့ဒီကျုံးကြီးဖြစ်ပွားခဲ့ပါတော့တယ်။ဒီလိုဖြစ်နေချိန်မှာပဲတက်စီဝိုကလည်းရှဲယုံစာနဲ့ပဲတိတ်တိတ်ဆိတ်ဆိတ်ပဲရပ်နေခဲ့ပါတယ်။ဒီနောက်မှာတော့ဒီကျုံးကိုဖြစ်စေခဲ့တဲ့သူတွေကိုပြစ်ဒဏ်အနေနဲ့ဂျပန်တော်ဝင်တပ်မတော်တွေကိုထည့်ပြီးတော့အတင်းကျပ်စစ်မှုထမ်းခိုင်းခဲ့ပါတယ်။အဲဒီနောက်သူတို့ကိုနိုမွေန်တိုက်ပွဲအတွက်ယထာနဲ့စစ်မီပင်ကိုချက်ချင်းခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီမှာတော့သူတို့ဟာပို့ပြီးတော့စစ်ရင်အားတောင်းတဲ့ဆိုဗီယက်တွေစီကနေစုခွာနေခဲ့ရပါတယ်။ ဆုံးခွာပြီးတဲ့နောက်မှာတော့သူတို့ကပစ္စည်းနေတဲ့မြို့တစ်မြို့ကိုသွားပြီးတော့ရေသွားရှာခဲ့ကြပါတယ်။အဲဒီမှာပဲရှီယန်တို့ခေါ်တဲ့အမျိုးသမီးတရုတ်စနိုက်ပါသမားတဦးနဲ့ထိတ်တိုက် တွေ့ခဲ့ရပြန်ပါတယ်။သူမကိုတိုက်ခိုက်ဖမ်းဆီးပြီးတဲ့နောက်မှာတော့အမျိုးသမီးတဦးဖြစ်နေတာကိုသိလိုက်ရပြီးတော့ကင်းနဲ့အံ့ဩသွားခဲ့ပါတယ်။ရှီယန်ကိုဖမ်းပြီးတဲ့နောက်မှာတော့ကိုရီးယားလူမျိုးတွေကသူမကိုဂျပန်နေစီကိုအပ်လိုက်ကြပါတယ်။ဒါမဲ့သူတို့ကိုကြီးကျူးမဲ့စားဂျပန်တွေထိခိုက်ခဲ့တာကြောင့်ဂျပန်တွေကသူတို့ကိုအပြစ်ပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဂျပန်တွေကရှီရန်ကိုစစ်ဆေးမေးမြန်းပြီးတော့နှိပ်စက်ခဲ့ကြပါတယ်။ ကိုရီးယားလူမျိုးတွေအပေါ်လဲတရားမျှတတဲ့ဗိုလ်မှူးကြီးကရောက်လာပြီးတော့အကုန်လုံးကိုရပ်တန့်ဖို့အမိန်ပေးခဲ့ပါတယ်။အဲဒီညမှာတော့ဂင်တယောက်စကမ်းပပတ်လယ်မှာပြေးနေခဲ့ပါတယ်။ပြေးနေတဲ့ရှီပန်ကိုသူမရဲ့ချုပ်ခန်းစီကိုရွှေ့နေတာကိုလည်းသူလည်းတွေ့ခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့စစ်တပ်ကတရောက်လာတဲ့ဗိုလ်မှူးကြီးကိုနှုတ်ဆက်ဖို့ဆုလိုက်ကြပါတယ်။တကယ်တော့အသေးရောက်ရှိလာတဲ့ဗိုလ်မှူးကြီးကတက်ဆူပဲဖြစ်ပါတယ်။အဲဒီနောက်တက်ဆူကတက်ဆုပ်ခါဖို့အမိန်ပေးပြီးရှစ်ဆရာကောင်းတဲ့လောရက်တစ်ခုကိုလောက်ခဲ့တဲ့ဗိုလ်မှူးကြီးကိုတက်သားဖြစ်ရာထူးချခဲ့တယ်လို့အမိန်ပေးခဲ့ပါတယ်။ ဧကရက်ကိုတစ္ဆာဆောင်းတည်ကြောင်းတက်တည်ပြဖို့အတွက်ကိုကိုကိုတက်တည်တင်တယ်လို့လည်းပြောခဲ့ပါတယ်။ဘုံမူကြီးကလည်းကိုကိုကိုတက်တည်လိုက်ပြီးဆုံးသွားတဲ့နောက်မှာတော့တဇူကဆိုဗီယက်တင်ကားတွေကိုဖြစ်စည်းပြစ်မယ်လို့ကြွေးကြော်လိုက်ပါတယ်။အဲဒီနောက်သူကစစ်သားတွေတန်းစီနေတဲ့ထဲခါကင့်ကိုခဏတွေ့ခဲ့ရပါတယ်။အဲဒီနောက်တဇူကဆိုဗီယက်တင်ကားတွေကိုဖြစ်စည်းဖို့အသေးခံအထူးတပ်ဖွဲ့တစ်ခုဖွဲ့စည်းဖို့သူ့လူတွေကိုမိန့်ပေးခဲ့ပါတယ်။ဒီနောက်မှာတော့ကင်ကရှီရွန်ရဲ့တန်ရာကြီးနဲ့ပြန်ပြင်ပေးထားတဲ့ဓာတ်ပုံကိုပြန်ပေးခဲ့တဲ့အတွက်ရှီရွန်ကပျော်ရွှင်သွားခဲ့ပါတယ် အဲဒီတော့ကင်ကသူ့မလဲအိမ်မှာသူ့မလိုမျိုးညီမတယောက်ရှိကြောင်းကိုပြောပြခဲ့ပါတယ်။ကင်ထွက်သွားချိန်မှာတော့ရှီရန်ကဂျေဆုတင်စကားပြောခဲ့ပေမဲ့ကင်ကနားမလဲခဲ့ပါဘူး။နောက်တစ်နေ့မှာတော့စစ်တပ်ကခါခင်းမြို့ပေါ်မှာတရားစင်းစောင့်နေခဲ့ကြပါတယ်။ကင်ကလီကိုရှီရန်ကမနေ့ကဗာပြောသွားတာလေးလို့မေးခဲ့တဲ့အခါမှာတော့ဒီကလည်းအဲ့ဒါကဂျေဆုတင်ပါတယ်လို့ဆိုလိုကြောင်းပြောပြလိုက်တဲ့အခါမှာတော့ကင်တယောက်ပြုံးသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲတဆူကိုရောက်လာတော့ကင်ရဲ့တငယ်ချင်းတယောက်ကဗိုက်စာလို့မြစ်ထဲကနေငါးတကောင်ကိုဖမ်းနေတာကိုမြင်သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပဲအရင်ကမှနေမဲ့တက်ဆူကဂင်တို့ဘက်ကိုပြစ်ပေးတဲ့အနေနဲ့သူတို့ရဲ့စားရီအားလုံးနဲ့ဂင်ရဲ့ဖေးပေးထားတဲ့အပြေးဖက်နဲ့ပါဝင်တခြားပစ္စည်းတွေကိုပါတင်းယူလိုက်ပါတယ်ကင်တယောက်ရာရှိတဲ့ထူထောင်ခံရတဲ့ဈာတွေကနေဖနက်ကိုပြန်ယူဖို့ကြိုးစားခဲ့ပေမဲ့မရခဲ့ဘဲနဲ့ဖနက်တွေကမိရှုခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့တရားကိုဆောက်လို့ပြီးစီးခဲ့ပါပြီ။ဒါမဲ့ဂုံချောကျင်နေတဲ့ဂျပန်စစ်သားတယောက်ကကင်တို့အဖွဲ့တွေပြစ်ပေးခံရအောင်လို့ဆိုပြီးတော့ဝဲဥကြောင်တချောင်းကိုဖြုတ်ထားခဲ့ပါတယ်။တကယ်လဲတဇူကကင်တို့ကိုပဲပြစ်ပေးခဲ့ပါတယ်။ ။ပြည်တံကတော့အေကုံကြောတဲ့စစ်သားကသူတို့ပေါ်မှာမတ်တပ်ရက်နေချိန်မှာကင်တို့ကအဲ့စစ်သားရက်နေတဲ့ပြင်ကြားကိုထမ်းပြီးတော့စကန်းစီပြန်တည်သွားရမှာပဲဖြစ်ပါတယ်။အဲညမှာပဲလီနဲ့ကင်တို့ဟာအယောက်90ပါဝင်တဲ့အထူးတေကန်တက်ခွဲအတွက်စစ်သားတွေထဲမှာရွေးချယ်ခံလိုက်ရပါတယ်။ကင်ကတော့ဒီစစ်စင်ရေးမှာပါဝင်မှုညှင်းဆိုနေခဲ့ပါတယ်။တဇူကသူ့ရဲ့မိန့်ကိုမနာခံတဲ့အတွက်ကင်ကိုတနတ်တင်တဲ့ရင်ဘတ်ကိုထိုးပြီးတော့ကိုယ်တိုင်ပြစ်ပေးခဲ့ပါတယ်။ ။ဒါမဲ့ကင်ကထက်ကတလဲလဲရိုင်းနဲ့ခံရတာတော့မှထက်တလဲလဲနေရာပြန်ယူပြီးတော့ရက်နေတာကြောင့်တဆူကအတော်လေးဒေါသထွက်သွားခဲ့ပါရဲ့။တဆူကကင်ရဲ့ကောင်းကိုပါတင်နဲ့ရက်လိုက်တဲ့အခါမှာတော့ကင်တယောက်တန်ရာတွေကြောင့်လဲကျသွားခဲ့ပါရဲ့။ဒေါသထွက်နေတဲ့တဆူကလည်းကင်ကိုတခြားကျင်းသားတွေနဲ့အတူပဲမနှက်ပြန်မှာတည်တံပေးဖို့အတွက်အမိပေးခဲ့ပါရဲ့။အနောက်မှာတော့ကင်ကိုရှီရန်ရဲ့ချုပ်ကန်းတခန်းထဲမှာထည့်လိုက်ပါတယ်။ရှီရန်ကတော့သူမအတွက်တခုရီးသောနီလန်ကဂျပန်ဒီကိုပို့ပြီးတော့မတတ်နိုင်ခဲ့တာပဲလို့ကင်ကိုပြောပြနေခဲ့ပါတယ်။ အဲညမှာပဲကင်းရဲ့တငယ်ချင်းတွေကကင်းတဲ့ရှီရန်ကိုသူတို့ရဲ့ဂျိုကန်တွေကနေလာပြီးတော့ကဲတုတ်ခဲ့ကြပါတယ်။စကန်းကနေခက်ခက်ခဲခဲထွက်ပြေးလာပြီးတဲ့နောက်မှာတော့ကင်းတဲ့တခြားလူတွေကလေတစင်းနဲ့ထွက်ပြေးဖို့မျက်ရှိရာတောင်ဘက်ကိုပြေးလာကြပါတယ်။ဒါမဲ့မြေကိုရောက်တဲ့အခါမှာတော့ကင်းကဂျပန်စစ်စကန်ဘက်ကိုလာနေတဲ့ဆိုဘီယက်တင်ကားတွေကိုတွေးခဲ့ပါတယ်။ကင်းကသူတငယ်ချင်းတွေကိုလေပေါ်တင်ပြီးသွားခန်းလိုက်တာသူကတော့စကန်းကိုပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ပြန်ပြင်းနေတော့မှာပဲကင်ကိုဆူပြီးရဲ့လေရင်တစည်းကတွေ့သွားခဲ့ပါတယ်။အဲနောက်မှာတော့ဂျီရန်ကပြန်ဟုတ်လာပြီးတော့ကင်ကိုကယ်ဖို့လေရင်ကိုတနတ်နဲ့ပြစ်လိုက်ပါတယ်။သူမရဲ့ကြွမ်းကျင်မှုကြောင့်လေရင်ကိုပြစ်နိုင်ခဲ့ပေမဲ့လည်းသူမပါတနတ်တန်ရာရသွားခဲ့ပါတယ်။ကင်တယောက်ဂျီရန်ကိုဂျေဆုတင်ပါတယ်လို့တရုတ်လူပြောလိုက်ပြီးဂျီရန်ကလည်းသူ့လက်ပေါ်မှာပဲတည်ဆုံသွားခဲ့ပါတယ်။အဲနောက်ကင်ကဂျီရိုက်စကန်ကိုပြန်ပြေးသွားတဲ့အခါမှာတော့ဒဇူအိုနဲ့သူ့ရဲ့တပ်ကသူ့စီကိုဥတီပြီးတော့လာနေတာကိုတွေ့ခဲ့ရပါတယ်။ ကင်ကတော့ဆိုဗီယက်တွေလာနေတာကြောင့်သူတို့ကိုရပ်ဖို့လက်ပြနေခဲ့ပါတယ်။တဆူကကင်ကိုပြစ်တော်မလို့လုပ်ခဲ့ပေမဲ့ကင်ရဲ့နောက်ကတင်ကားတွေကိုမြင်လိုက်ချိန်မှာပဲစစ်တပ်ကသူတို့ရဲ့နီးပြူအာတွေကိုပြောင်းလဲခဲ့ပါတယ်။ပြန်ပြေးနေတော့မှာနေမယ်ကင်ကပောက်ကွဲမှုတစ်ခုကြောင့်တတိလည်သွားခဲ့ပါတယ်။ဂျပန်တွေကတော့ဆိုဗီယက်တွေကိုအစာပိုင်းမှာရက်တက်နိုင်ခဲ့ပါတယ်။ကင်တို့လာချိန်မှာတော့သူရဲ့ဘဝင်းရှင်ကဆိုးရွားတဲ့အခြေအနေတွေကိုတွေ့လိုက်ရပါတယ်။ဒီနောက်မှာတော့သူကရက်ဆက်တဲ့ဂျပန်ယာရှိကသူ့ရဲ့တငယ်ချင်းကိုအတီကန်တိုက်ခိုက်ဖို့တင်းကြပ်ခိုင်းစေနေတဲ့အတွက်သူ့တငယ်ချင်းကိုကယ်တင်ဖို့စူးစမ်းခဲ့ရပါတယ်။ ဒါမဲ့လည်းကျင်းရဲ့တငယ်ချင်းကတင်ကားတစည်းနဲ့ခြေထောက်တွေကိုတက်ကြိတ်တာခံလိုက်ရပြီးတော့တည်ဆုံသွားခဲ့ပါတယ်။တဇူကဆိုဗီယက်ကိုပြင်းထန်တိုက်ခိုက်ဖို့ကြိုးစားနေပေမဲ့လည်းရန်သူတွေရဲ့တင်ကားတွေကထပ်ပြီးတော့ရောက်လာနေကြပါတယ်။အခြေအနေမကောင်းတော့ဘူးလို့ယူဆပြီးတော့လူတို့ချုပ်ကဆုတ်ခွာခဲ့ကြပေမဲ့တဇူကထွက်ပြေးတဲ့သူတွေဆိုပြီးတော့သူတို့ကိုပြစ်တတ်ခဲ့ပါတယ်။ကင်းကတဇူကိုဆုတ်ခွာဖို့အမိန်ပေးဖို့ပြောနေပေမဲ့တဇူကတော့ခေါင်းမာနေကကင်းကိုဆွဲပြီးတော့အသေးခံပုံးကိုခိုင်ကဆိုဗီယက်တွေစီကိုသွားလိုက်ပါတယ်။ ဒါမှမဟုတ်သူတို့နှစ်ယောက်လုံးဆိုပြီးတင်ကားရဲ့အမြောက်တစ်ချက်ကြောင့်ပဲလေထဲကိုမြောက်တက်ပြီးတော့လစ်ဆွင်သွားကြပါတယ်။အခုချိန်မှာတော့တဆူကိုကင်းတဲ့တခြားစစ်သားတွေကဗာမဲမျိုးကဆိုပြီးအလုံသမားစကန်းကိုပို့ဆောင်ခံနေရတဲ့စစ်သုံးပန်းတွေဖြစ်နေကြပါပြီ။ရောက်တာနဲ့ဆိုပြီးတွေကိုလိုက်နာကြောင်းပြသဖို့အတွက်ဂျပန်လန်ကိုနှေးခိုင်းပေမဲ့လည်းတဆူကတော့သူ့ရဲ့အမျိုးသားရေးကောင်းမှမှုကြောင့်မလုပ်ဘဲနေခဲ့ပါတယ်။ဒါကြောင့်ပဲသူ့ကိုရိုင်ဖယ်ရီနဲ့ရိုင်းနှက်ခဲကြပြီးတော့ပြည်တံအနေနဲ့တိုင်တိုင်မှာတွဲလောင်းချီခံခဲ့ရပါတယ်။ ဂျန်နစ်စသားတွေကိုတော့စကန်ရဲ့နောက်နေရာတစ်ခုမှာတန်းစီခိုင်းထားပါတယ်။အဲမှာတော့ကန်ကတွေ့ပြီးခဲ့တဲ့သူတငယ်ချင်းတွေကိုပြန်တွေ့ခဲ့ပေမဲ့လည်းဒီကတော့မရှိတော့ပါဘူး။တကယ်တော့လီကအခုချိန်မှာအန်တန်လို့နာမည်ပြောင်းထားပြီးတော့သူတို့ရဲ့လူသမားကောင်းဆောင်ဖြစ်နေခဲ့တာပါ။အကျဉ်းသားတွေကိုသူတို့ဘာတွေလုပ်ရမလဲဆိုတာအချင်းချင်းပြောပြပြီးတဲ့နောက်မှာတော့ကင်တဲ့လူတို့ကပျော်ရွှင်စွာပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ရဆက်ပြီးကုန်းကျော်တဲ့ဂျပန်ယာရှိကသူ့ကိုလောင်မြောင်ပြီးနှုတ်ဆက်ခဲ့ပေမဲ့လည်းအခုတော့အာနာရှိနေတဲ့လီကသူ့ကိုရိုင်ဖယ်နဲ့ဂျန်နန်စွာရိုင်းနှစ်လိုက်ပြီးတော့လက်တော့ပြန်လိုက်ပါတယ်။ ။ကင်းတဲ့တခြားလူတွေကတော့ဒီတယောက်အာနာယမူးနေပြီဆိုတာကိုသတိထားမိနေခဲ့ကြပါရဲ့။အဲညာမှာပဲတဆူကသူ့နေရာကိုပြန်ပြီးရောက်လာပါရဲ့။ဒီလဲရောက်လာပြီးတော့သူ့ရဲ့ရာရှိဟောင်းကိုသူမျက်စိရှိကနေထွက်သွားလိုက်ဖို့ပြောခဲ့ပါရဲ့။တခြားဂျမန်တွေကတဆူကိုနှွေးတဲ့ပေးပြီးတော့တတအောင်လှုပ်ပေးခြင်းနေကြတဲ့အခါမှာတော့ဒီကတဆူကိုလောင်ပြောင်ပြီးတော့ခွင့်ပြုပေးလိုက်ပါရဲ့။အဲနောက်ဒီကကင်းကိုတက်ပြင်ဘက်ကိုခေါ်သွားပြီးတော့သူတို့နှစ်ယောက်မိဖို့နားမှာစကားပြောခဲ့ကြပါရဲ့။ ဒီကဒီနေရာကိုသဘောကျကြောင်းပြောပြီးတော့ဒီနေရာမှာဘယ်ဂျင်ဗန်ကားမှသူ့ကိုမစော်ကားနိုင်လို့သဘောကျတယ်လို့ကင်ကိုပြောခဲ့ပါတယ်။ဘုံစုကိုလွမ်းနေပြီမဲ့ကိုရီးယားကိုပြန်တော့မှမဟုတ်ဘူးလို့လည်းကင်ကိုပြောခဲ့ပါတယ်။နောက်တစ်ရက်မှာတော့အခုမှပြန်ကောင်းလာတဲ့တက်ဆူကအချင်းသားတွေကိုဂျပန်ဧကရဲအတွက်မတ်တက်ရဖို့အော်နေခဲ့ပါတယ်။ကင်ကမတ်တက်မရတာကြောင့်တက်ဆူတို့ရဒေါသထွက်သွားခဲ့ပါတယ်။အဲ့တော့ကင်ကတော့သူနဲ့တခြားကိုရီးယားတွေကတော်ဝင်စစ်သားတွေဖြစ်ဖို့အတွက်မတရားတပြင်းအတင်းကျပ်ခိုင်းစီခံခဲ့ရတဲ့အကြောင်းကိုပြန်ပြီးပြောပြလိုက်ပါတယ်။ ီးတော့စစ်သုံးပန်းဖြစ်နေရတဲ့တဆူအနေနဲ့ကိုကိုကိုစုံးစီရင်တင့်တယ်လို့လည်းထပ်ပြီးပြောလိုက်ပါတယ်။ဒီလိုပြောလိုက်တာကြောင့်တဆူတယောက်ကင်ကိုတိုက်ခိုက်ခဲ့ပြီးတော့တပ်တစ်ခုလုံးကိုလည်းဝယုံသုံးကားဖြစ်သွားစေခဲ့ပါတယ်။ဒီကိစ္စကိုတီးတော့ရုရှားတွေကဒရုန်းတစ်ယောက်ကိုတယောက်ချင်းစီထိုးချိတ်ခံလိုက်ကြပါတယ်။ခက်ခက်ကြက်ကြက်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ကင်ကနိုင်ရရှိခဲ့ပေမဲ့လည်းတဆူကိုအသက်ချမ်းသာပေးခဲ့ပါတယ်။ပြန်အနေနဲ့ကတော့သူတို့နှစ်ယောက်လုံးကိုပြင်ပကတိုင်းတွေမှာချီနှောင်ထားခဲ့ကြပါတယ်။တရက်မှာတော့ကင်းရဲ့တငယ်ချင်းတယောက်ရဲ့ခြေထောက်မှာနှင်းကြိုက်တံရရခဲ့ပါတယ်။ ဒီတွဲကြောင့်သူကလုံးလုံးဖို့မသိတော့ဘူးလို့သတ်မှတ်ပြီးတော့တေးတံပေးဖို့ဆိုပြီးရက်တွေကအမိန်ပေးလိုက်ကြပါတယ်။ကင်းရဲတငယ်ချင်းနောက်တစ်ယောက်ကတော့အစားစာတွေကိုခိုးနေတာကိုလီကဖမ်းမိသွားခဲ့ပြီးတော့သူ့တငယ်ချင်းဖြစ်တာတော့မှလီကဆိုပြီးရက်တွေစီကိုအားလိုက်ပါတယ်။အဲညမှာပဲကင်းရဲတငယ်ချင်းကအစာခိုးယူမှုနဲ့ကြိုးပေးတက်ခံခဲ့ရပြီးလီကလည်းဆိုပြီးရက်တွေပေါ်တစ္ဆာဆောင်တီကြောင်ပြဖို့အတွက်သူ့ကိုကွပ်မြင့်မဲ့စင်စီကိုကိုရင်ခေါ်သွားပေးခဲ့ပါတယ်။အကင်ကလီကိုတငယ်ချင်းတွေကိုလိုရည်တဲ့ကြောင်ပြောပြီးမြဲဒီကတော့အခုဆိုရင်သူကအန်တန်ဖြစ်နေပြီလို့ပြန်ပြောခဲ့ပါတယ်။ နောက်တစ်ခါမှတော့ဂျပန်တွေကအမေရိကန်တွေနဲ့တိုက်ခိုက်နေတာကြောင့်စစ်သုံးပန်းတွေလဲလှယ်ဖို့ညှင်းဆိုခဲ့တဲ့ဆိုဗီယက်တွေကတက်ဆူအိုကိုပြောပြခဲ့ပါတယ်။တက်ဆူအိုကတော့ဒါကိုမြုံကြည့်ခဲ့ပါဘူး။အဲဒီတော့တက်ဆူအိုကဂင်တယောက်ဆောင်းရာသီရဲ့အေးခဲမှုတွေကြားမှတော့တက်ပြင်းဘက်မှတယောက်တည်းပြေးနေတာကိုတွေ့ခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့ဒီကြောင့်ဂျပန်ဂျင်းသားတူတည်ဆုံသွားပြီးတဲ့နောက်မှာတော့ဂျင်းသားတွေကြားမှာထိကယုံနေဖြစ်သွားခဲ့ပါတယ်။တက်ဆူအိုနဲ့ဂင်ကလီကိုတိုက်ခိုက်ခဲ့ပြီးအကုန်လုံးပါလာတဲ့ရန်ပွဲကြီးလည်းဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စကြောင့်ဒီကယုံကိုစတင်ခဲ့တဲ့သူတွေကိုတည်တံပေးဖို့အမိပေးခံလိုက်ရပါတယ်။ကန်တဲ့တက်ဆူတို့တည်တံပေးခံရတော့မယ့်အချိန်မှာပဲအဝေါ်တန်ပြီးလာပြီးတော့ကားတွေစကန်းကိုရောက်လာခဲ့ကြပါတယ်။ဂျာမနီကဆိုဗီယက်တွေကိုစစ်ကျင်ညာလိုက်တဲ့အတွက်အကျဉ်းသားတွေကိုဆိုဗီယက်စစ်သားတွေဖြစ်ကူးပြောင်းဖို့အမိကျင်ညာခဲ့တာပဲဖြစ်ပါတယ်။အမိကိုငင်းဆန်နေသူတွေကိုတော့ချက်ချင်းပြစ်ဒဏ်မှာပဲဖြစ်ပါတယ်။ဒီကကင်တဲ့တက်ဆူတို့ကိုစစ်မှုထမ်းဆောင်ခွင့်ပေးဖို့တောင်းဆိုခဲ့ပြီးတော့သူတို့ရဲ့တည်တံပေးခံရတော့မှာကိုလည်းရပ်တန့်ပေးခဲ့လိုက်ပါတယ်။ တဇိုကသူ့ရဲ့နိုင်ငံကိုသက်စာဆောင်တည်မှုကြောင့်ယူနီဖောင်းဝတ်ဖို့ခြေုံချတော်ဖြစ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့မဖြစ်မနေလိုအပ်တာကြောင့်ဝစ်ဆင်ခဲ့ရပါတယ်။အဲ့လိုနဲ့ပဲသူတို့ကဇီရိုမီယာမြူနာကစစ်မြေပြင်တစ်ခုကိုပို့ဆောင်ခံခဲ့ရပါတယ်။အဲ့မှာတော့သူတို့ကိုဆိုဗီယက်တွေကတနင်္လာနေ့ကြီးစံတွေပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ကတည်ကြည်ပစ္စည်းနေတဲ့စစ်မြေပြင်စီကိုရောက်သွားခဲ့ပါပြီ။အကုန်လုံးကမောက်ကွန်းကဖြစ်နေတဲ့အချိန်မှာကင်ကတဇိုကိုအမြောက်ဆန်ကနေကယ်ခဲ့ပါတယ်။ ။တဆူကတော့ရင်နှုံးကသူ့လိုပဲတက်ဆုံနေတဲ့လူတွေကိုဆိုဗီယက်တွေကပြစ်ဒဏ်နေတာကိုပြန်ပြီးတော့မြင်မြင်တွေ့ခဲ့ရပါတယ်။တစ်ဖက်မှာလည်းကင်ကလီတိတ်ဆုံးသွားတာကိုမြင်ခဲ့ရပြီးဒီကလည်းသူ့ကိုနောက်ဆုံးအနေနဲ့ပုံစံရဲ့တပ်ပုံလေးကိုပြီးခဲ့ပါတယ်။လီကမတိတ်ဆုံးခင်မှာကင်ကိုအောက်မှာပဲမှောက်နေဖို့တတိပြီးခဲ့တာပါ။တိုက်ပွဲပြီးသွားတဲ့အခါမှာတော့တဆူကကင်တယောက်ဂျာမန်ယူနီဖောင်းတွေရှာဖွေနေတာကိုမြင်လိုက်ရပါတယ်။အဲဒီတော့ကင်ကဂျာမန်နေမီစီကိုသွားဖို့ပြင်နေတဲ့အကြောင်းသူ့ကိုပြောလိုက်ပါတယ်။ အဲကနေပဲသူတို့နှစ်ယောက်ကတောင်းတက်ပြီးတော့သွာလာခဲ့ကြရပါတယ်။အဲညမှာပဲတက်ဆူကဘာလို့သူ့ကိုမတက်ခဲ့တာလဲလို့ကင်ကိုမေးခဲ့ပေမဲ့ကင်ကတော့အဖြေပြန်မပေးခဲ့ပါဘူး။အချိန်တော်ကြာလမ်းလျှောက်ပြီးတဲ့နောက်မှာတော့မြို့ပြင်ဘက်ကိုရောက်သွားခဲ့ကြပါတယ်။ကင်ကမြို့စီကိုပြေးသွားချိန်မှာပဲတက်ဆူကသူ့ရဲ့နောက်မှာလဲကျသွားခဲ့ပါတယ်။အဲလိုနဲ့ပဲကင်ကတက်ဆူကိုတောင်းအောက်ကမြို့ထီကိုထမ်းသွားခဲ့ရပါတယ်။မြို့ကတကယ်တော့ဆုံးပြစ်ထားတဲ့မြို့ဖြစ်နေခဲ့တာပါ။ကင်ကတက်ဆူအတွက်ဆေးချပေးဖို့အတွက်သူ့ကိုအိမ်တစ်ခုမှာချထားခဲ့ရပါတယ်။ ါမဲ့လည်းသူကဂျာမန်တခွဲနယ်တွေ့ပြီးသူဂျပန်ဖြစ်ကြောင်းကိုပြောကအကူအညီတောင်းခဲ့ပေမဲ့လည်းဖမ်းဆီးခံလိုက်ရပါတယ်။ဒီနောက်မှာတော့သုံးနှစ်ကြာမြင့်သွားခဲ့ပြီးဂျာမန်စစ်သားအဖွဲ့တစ်ဖွဲ့ကို Normandy စီကိုပို့ဆောင်နေကြကသူတို့ထဲကတစ်ယောက်ကတော့တဆူအိုပဲဖြစ်ပါတယ်။လေးလေသာစားနေတုန်းတဆူအိုကလူတစ်ယောက်ကိုကင်နဲ့လူမားသွားခဲ့ပါတယ်။ဂျာမန်တစ်ယောက်ကတော့တဆူအိုကိုသူ့ရဲ့ကိုရီးယားတငယ်ချင်းကိုဆက်ရှာမနေနဲ့တော့လို့ပြောခဲ့ပါတယ်။ နော်မန်ဒီကိုခုခံဖို့ပြင်ဆင်နေတဲ့လုပ်ပြီးတဲ့နောက်မှာတော့ဒဇူတယောက်ကန်းဆက်ပေးမှာတယောက်ယောက်ပြေးနေတာကိုတွေ့ခဲ့ပြီးတော့အဲ့ဒါကကင်မဲဖြစ်နေခဲ့ပါတယ်။ဒါမဲ့ကင်တယောက်အခုချိန်မှာတော့သူ့ရဲ့ဘယ်ဘယ်နားကအကြာအယုံဆုံးရှုံးခဲ့ရပါပြီ။ကင်ကဒဇူကိုအမြောက်စီကနေကယ်တင်ကယ်တော့ကသူ့ရဲ့နားကိုထိခိုက်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ဒဇူနဲ့ကင်တို့ကသူတို့ရဲ့အနားယူချိန်မှာတခြားစစ်သားတွေနဲ့ပေါ်လုံးကစားခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့ဂျာမန်ယာရှိကကျူးကျော်မှုကိုကာကွယ်ဖို့အတွက်စစ်သားတွေကိုနောက်တနေရာတစ်ခုစီကိုပြောင်းရွှေ့ပေးလိမ့်မယ်လို့ကြေညာခဲ့ပါတယ်။ ညနေမှာတော့တဇူကတခြားစစ်သားတယောက်စီကနေရထားတဲ့တရင်နဲ့ဒရုန်းယောက်ကဂျာဘော့စီကိုထွက်ပြေးပြီးတော့အိမ်မြန်မှုတင်မောစီသွားကြမယ်လို့ကင်ကိုပြောခဲ့ပါတယ်။ညမှာသူတို့တွေကိုပြီးထွက်ပြေးနေကြတော့မှတော့အမေရိကန်တွေကလေကြောင်းကနေလျှက်ပြတ်တိုက်ခိုက်မှုတစ်ခုစတင်ခဲ့ပြီးဒရုန်းယောက်လည်းလူကွဲသွားခဲ့ပါတယ်။နော်မန်ဒီမှာတိုက်ပွဲစတင်ရောက်တဲ့အခါမှာတော့သူတို့ကခံတပ်တွင်းမှာပြန်ဆောင်ခဲ့ကြပေမဲ့ဂျာမန်ယာရှိတို့ကသူတို့ကိုစစ်တပ်နဲ့ပြစ်ဖို့မိန့်ပေးခဲ့ပါတယ်။ရွေးချယ်စရာမရှိတဲ့အတွက်သူတို့ကခဲအောက်မှာရှိတဲ့စစ်သားတွေကိုပြစ်ခတ်ခဲ့ရပါတယ်။ ဗာမိတ်တွေကခန္ဓာကိုကြည်တက်လာချိန်မှာတော့သူတို့နှစ်ယောက်ကခန္ဓာကနေမနှဲလွတ်မြောက်လာခဲ့ကြပါတယ်။ညောင်းတွေကနေထွက်ပြေးလာပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ကဆင်းမြေပြင်ကနေထွက်ပြေးခဲ့ကြပါတယ်။ခဏလောက်ပြေးခဲ့ပြီးတဲ့နောက်မှာတော့ပေါက်ပွဲမှုတစ်ခုကြောင့်သူတို့နှစ်ယောက်ရပ်လိုက်ရပြီးကင်ကတော့ဒဏ်ရာပြင်းထန်ရကရှင်ဘက်ကနေသွေးတွေအများကြီးထွက်နေခဲ့ပါတယ်။ကင်တယောက်ဂျာမန်တီတက်တိုက်ခတ်ဖို့တင်းကျပ်ခိုင်းစီခံခဲ့ရတဲ့ကိုရီးယားတူဦးဖြစ်ကြောင်းပြောဖို့သူ့ရဲ့ထောက်ထားကိုယူသားဖို့တက်ဆူကိုပြောလိုက်ပါတယ်။အဲနောက်ကင်ကသူ့ရဲ့အိမ်မက်တွေမောင်းမြင်ခဲ့ရပေမဲ့လည်းသူနောင်နာမရဘူးလို့ပြောလိုက်ပါတယ်။ အဲဒီနောက်မှာမိတပ်ဖွဲ့တွေရောက်ရှိလာခြင်းမှာတော့တက်ဆူတို့ရောက်သူဝေးမှာငိုကြွေးဝမ်းနေနေခဲ့ပြီးတော့ကင်ကတော့တည်ဆုံသွားခဲ့ပြီပဲဖြစ်ပါတယ်။အစုံမှာတော့တက်ဆူတို့ရောက်ကင်ညိုရှင်းအဖြစ်ပြိုင်ပွဲမှာပြင်းနေခဲ့ပြီးတော့သူကကင်ရဲ့အိမ်မက်တွေကိုကင်အဖြစ်နဲ့ဆက်လက်အကောင့်ထဲပေါနေခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျအစုံဒီနောက်ဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။